ားလုံးမမင်္ဂလာပါ UK Bash တီရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay သက်တည်အောင်လည်းမင်္ဂလာပါ။ So Arsenal thing က Super Sunday မှာသူတို့ရဲ့အလုပ်သူတို့လုပ်နိုင်ခဲ့တဲ့အချိန် Pep Guardiola ရဲ့ Manchester City ကသူတို့အမြဲယုံခံရတဲ့ Aston Villa ကိုအဝေးခွင်မှာမထင်မှတ်ပဲရှုံးသွားတယ်။တော်တန်ကတော့ခြေစွမ်းပြပြီးအဝေးခွင်မှာဂိုးပြတ်ပါနိုင်ပွဲရပြီးတော့ Everton ကိုအကောင်းဆုံး respond ပေးခဲ့ပြီးတော့မှဘုံမောက်ကသူ့ရဲ့ခြေစွမ်းကိုဆက်ထိန်ထားတယ်ကျွန်တော်တို့ စူပါဆန်တီမှာကျွန်တော်တို့ပွဲကောင်းတွေအများကြီးပေါ့လေစုစုပေါင်းကျွန်တော်၅ပွဲခံတယ်ပွဲတွေက တကယ့်ကိုကျင်းနေဆရာပွဲတွေဖြစ်ပြီးတော့ဒါတကယ့်ကိုစိတ်ဝင်စားစရာပေါ့လေဘုံမောင်းနဲ့ Northern Forest ပွဲရှိတယ်နောက်တစ်ဖက်ကတခြားပွဲစီတွေမှာ Arsenal က Crystal Palace နဲ့ပွဲရှိတယ်ပြီးတော့ Aston Villa နဲ့ Manchester City ရဲ့ Wolverhampton နဲ့ Burnley နဲ့ Everton နဲ့ Tottenham Hotspur ဆို Arsenal ကအင်ကွဲမှာ Palace နဲ့ကန်တယ်တကယ့်ကို perfect game မဟုတ်ဘူး တကယ်ကို easy game မဟုတ်ဘူးတကယ်ကိုခက်ခဲတယ်ဘာကြောင့်တရားဒီမှာတပွဲပဲရှုံးထားတယ်ဆိုတော့ Crystal Palace ရဲ့အသင်းချိရဒီကြောင့်ပဲ organize အရန်ဖြစ်တယ် space လုံးဝမပေးဘူးအမလောက်တာတော်တော်နေတယ်ပြီးတော့နောက်တစ်ခုကသူတို့ကိုယ်တိုင်လည်းပြိုင်ဘက်ကို chance တွေ create လုပ်ပြီးတော့ပြိုင်ဘက်ကိုဒုက္ခပေးနိုင်သူပြိုင်ဘက်ကိုလည်းလုံလောက်တဲ့ခွေပေးကိုမပေးဘူးအဲ့ဒါကြောင့် Crystal Palace ကဒီရာဒီမှာတော်တော် strong ဖြစ်တဲ့အသင်းဒါပေမဲ့သူတို့အမလေးတစ်ခုပဲလုတ်ခဲ့တယ်အဲ့အမက punish လုတ်ခံရတယ်အဲ့ဒါက ဘလူလာဘယ်နဲ့ဆာကာကိုဖောင်းလုပ်လိုက်တယ်အဲ့ဖောင်းကနေဒန်ကလန်ရိုက်စ်ကဒိုင်ရိုက်ဖရီကစ်ပေါ်လေဖရီကစ်ကဆင်ဒါအာဆနယ်တင်းကပြန်ကြလာတဲ့အလုံးကိုအဘရီချီအစီကပိတ်သွင်းသွားတယ် အသိဟောင်းဘက်ကိုတွေ့နော် average asset က emery မှာ तू အဲ့လိုပုံစံမျိုး palace နဲ့လာတော့က तू တွေးဘူးတယ်ဆိုတော့အခုဒီချိန်ကျတော့သူ့ရဲ့အသိဟောင်းဘက်ကိုပြန်တွင်းပြီးတော့ဒါကပွဲတဲ့တလုံးတဲ့တော့ကိုဆိုတော့ arsenal ဘေးတက်တွေ့တဲ့နည်းနည်းဆေးပြက်စရာတစ်ခုပဲရှိတယ် performance ရကြည့်ရင်တော့ကျွန်တော် pretty တော့မဟုတ်ဘူးကျွန်တော် ugly performance ဖြစ်တယ်ကျွန်တော်လိုချင်တဲ့အနိုင်အတွက်ဒါလိုအပ်တဲ့ ဒါအရေးကြီးဆုံးလက်နက်ကိုထုတ်သုံးနိုင်တာမှန်တယ်ဒါပေမဲ့ပထမပိုင်းပြီးမှဆလီပါလဲလိုက်ရတယ်ဒုတိယပိုင်းမှာ rice နည်းနည်းနာသွားတယ်ဆိုတဲ့အချက်တွေကတော့ arsenal ပိတ်သက်တူတဲ့တိတ်တော့သဘောကျမှာမဟုတ်ဘူးဒါပေမဲ့ game မှာအရေးကြီးဆုံးကအနိုင်သုံးမှတ်ပဲဆိုတော့ arsenal ကဒီပွဲကိုထိုက်ထိုက်တန်တန်နဲ့အနိုင်ရဖို့ခက်ခက်ခဲခဲကူစားခဲ့ရတယ်ခရစ်စတန်ပဲလစ်ကို credit ပေးရမယ်ဘာလို့ဆိုတော့သူတို့တော်တော်ကိုကောင်းတယ် တို့ရဲ့ organize ဖြစ်မှုကြောင့်အာဆန်ချိန်နဲ့ကစားခဲ့ရတယ်ဒါတိုက်စစ်ကတော့ Yokres ရဲ့ war rate လို့အာဒီနေ့ wide position ဟာကစားမတဲ့အာဆန်လုံးလုံးဝအလုံးမဖြစ်ဘူးအများစုကအလဲကိုပြုံတိုးနေပြီးတော့အာဆင်ကတောင်ပန်တွေကလည်းခရီးမလုံနိုင်ဘူး။ဒါပေမဲ့အာတာချက်ကအာဆင်ကသူတို့ကိုယ်တိုင်ခရီးမလုံပြီးမှပြိုင်ဘက်ကို chance ကိုပေးကိုမပေးတာ။ဒီချက်ကအာဆင်အသင်းနဲ့ဒီယာဒီမှာတည်သက်သာတိုးတက်လာတဲ့အချက်ဖြစ်ပြီးတော့ Aberichi SA ရဲ့ပထမပိုင်းတလုံးတည်းတော့ခူးခါ အာဆနယ်ကိုအိမ်ကွင်းမှာ၃မှတ်အပြည့်ရယူခဲ့တယ်ဆိုတော့စနေနေ့တုန်းကလီဗာပူးရှုံးတဲ့ချက်စီရှုံးတာကိုတပြိုင်နက်ကန်နဲ့မန်စီးတီးမှာရှုံးတော့အာဆနယ်ကတကယ်ကိုတန်ဖိုးရှိတဲ့၃မှတ်တစ်ဖက်ကမန်ချက်စတာစီးတီးအက်စတရာဗီလာနဲ့ပွဲမှာဂွာဒီယိုလာရဲ့အမားလို့လည်းပြောလို့ရသလိုနောက်တစ်ခုကမန်စီးတီးကဟာလန်ကိုပေါက်ပြောက်တဲ့နေတိုင်ပတ်တာပဲနောက်တစ်ခုကနီးပြားကရိုက်တာကိုဒီ DM position ကိုဆင်ခိုင်းပြီးတော့ဘနာဒူနဲ့နောက်တစ်ဖက်က ဒီကွင်းလေကအပြောင်းလဲသူတို့လုတ်တယ်ဆိုတော့သူအပြောင်းလဲလုတ်တဲ့အချက်မှာဘန်နာဒိုနဲ့ဖူဒန်ကိုထားပြီးတော့မှာအော်စကာဘော့ရဲ့ဒီဘက်ကဆက်ဗီညိုရဲ့အထောင်ကားတော့ဒါဟာလန်ထားတယ်ခန်စီကတော့ထားပါတော့တိတ်အပြောင်းလဲမရှိဘူးဒါဂျက်စကူကွာဒီယိုကိုအဆုံးထုတ်တယ်အာဆူဗီလာကအိုလီဝေကင်ကိုပြန်သုံးပြီးတော့မော်ဂန်ရိုဂျာရဲ့ဂျွန်မကင်းရဲ့ဘွန်ဒီယာရဲ့ဘွန်ဒီယာကဒီနေ့ပွဲမှာတလုံးဖန်တီးပေးသွားတယ်ဒါပေမဲ့အဲ့ဒါဒီ injury ဖြစ်သွားလို့ကန့်ချိုးဝင်လာတယ်ဆိုတော့ဒီနေ့မှာကျွန်တော်ဘာသွားတွေ့လဲဆိုတော့ Manchester City အသင်းမှာဘာမှ creative မရှိဘူး Manchester City ဟာ Aston Villa ကို လုံလောက်တဲ့ chance တွေမရအောင်လို့ရတယ်ဟာလန်1 by 1တလုံးရသွားတယ်ဒါ goal keeper က clear အလုံးနေရှိတယ် seven new တင်တယ်အဲ့လုံးနေရှိတယ်ဒါပေမဲ့ apart from that ဘာမှထူးခြားမလို့ဘာလို့လို့ Aston Villa အသင်းက Man City ကို chance တိတ်မပေးလို့ဟာလန်ရတဲ့ chance တလုံးပေါ့လေပွဲပြီးကနေမှ injury တိုင်းရောက်ခဏလေးမှာ Man City လုံးပြန်ချိန်ပေမဲ့ကန်ဆိုးလို့ offside ဖြစ်သွားတယ်ဆိုတော့ မစီရီနဲ့ပတ်သက်လို့ပြောစရာအချက်ကဘာလဲဆိုတော့ white position နဲ့အလုံးမဖြစ်ဘူးတခါကွင်းလေကဘနာရစေးပါကလည်းဟိုလိုလိုဒီလိုလိုအဲ့ဒါကို fail folder ကလုံးဝအလုံးမဖြစ် grinders က struggle ဖြစ်တယ်ဆိုတော့ now grinder ကိုရှေ့ကိုထပ်ပို့ပြီးတော့ niko ကွင်းလေထပ်ပြီးပြန်ဝင်လာတယ်ဘာမှတိတ်အလုံးမဖြစ်ဘူး full back တွေအားနေတယ်ဒီနေ့အကုန်လုံးအားနေတာအဆိုဒီလာအတင်းကတွင်းသွားတဲ့ကိုကတကယ် routine freak ဒီ set piece ကိုတွင်းတာ စပြီးတော့ Lucas Digny က Buendia ကိုပေးတယ် Buendia ကဒီ Matikes က Adia တွေကိုချပေးအချိန်မှာ Adia ထိတ်ကနေလှပကန်သွားတယ်ဒါပေမဲ့အဲ့ဒါခတ်တယ်နော်ကန်တဲ့ technique လေးခတ်တယ်ဘာလို့ဆိုဘယ်ချိန်နဲ့ကန်ရတာတောင်းနေကိုဒီနေရာမှာဘာလို့ဆိုလို့ Manchester City ကဆက်ပြီးစီမှာအခုနောက်ပိုင်းမှာ Gudma Gianluigi Donnarumma ရဲ့အပေါ်ဘောထပ်ပြီး clear လုပ်နိုင်တဲ့အချက်ကြောင့် Man City ကိုတောင်းတောင်းဆက်ပြီးသွင်းဖို့ခတ်တယ်ဒါကြောင့် Villa ရဲ့နီးပြအုံနိုင်ကအမီးမျိုးစုံနဲ့အပြောင်းလဲတွေလုပ်ပြီးတော့သူစူးစမ်းတယ် အဆုံးသတ်ပါသူတို့အနိုင်ကိုရသွားတယ်တလုံးတည်းသောကိုပဲ multi cash ကတွင်းလိုက်တဲ့ပထမပိုင်းမှာတွင်းလိုက်တဲ့ကိုပေါ့လေဒါ save စကူမင်းမှာတွင်းတဲ့ကိုနဲ့ပဲဒါ Manchester City ကို၃နှစ်ဆက်တိုက်တော့ဒီပနစ်ကရော၈တနစ်ကရော၂နှစ်ဆက်တိုက်သူတို့အင်ကွေး villa ဘက်မှာနိုင်ထားပြီးတော့အခု၃နှစ်ဆက်တိုက်နိုင်ပွဲရသွားတယ်တစ်ဖက်မှာတော့ Tottenham Hotspur Everton အသင်းကိုအဝေးကွင်းဒီပွဲက on paper ဟောခက်ခဲမယ်လို့တွက်ထားတာ Spurs ကပြီးခဲ့တဲ့တစ်ပတ်ကအမှတ်ရထားတဲ့အချိန်မှာအခု လက်ရှိမှာ Everton ကလည်း Man City ကိုရှုံးထားတယ်ဆိုဒီနေရာမှာ Tottenham Hotspur အသင်းကဒီနေ့တကယ်ကိုစပ်ပြီးစီကတော်တော်လေးအသုံးချပြီးနိုင်သွားတယ်။စပါးရဲ့စပ်ပြီးစီမှာ Poro ရဲ့ down gap ဘောကို Van de Beek ကောင်းတိုက်တာ၊ Kudus ရဲ့ down gap ဘောကို Van der Beek ချပေးတာကနေ Van de Beek ကောင်းတိုက်တာ။နောက် Richarlison က Poro ရဲ့ cross ကနေကောင်းတိုက်ချပေးတာကို Papasa တွင်းသွား Spa ကအခုတကယ် perfect ပဲ။ ဒီနေ့ရာဒီစပိုင်းအဓိကအားသာချက်ကအဲ့အဝေးကွင်းချီသွန်းကောင်းတာဒီရာဒီအဝေးကွင်း၅6ပွဲ5ပွဲမှာသူတို့၄ပွဲနိုင်တစ်ပွဲတည်ကြထားတယ်ရှုံးပွဲမရှိအဲ့တည်ကြတဲ့ပွဲက Brighton ကိုတည်ကြတာဆိုတော့ဒါကိုကြည့်ကြပြီ Spurs ရဲ့အဝေးကွင်းဖောက်ဟာတော်တော်ကိုကောင်းတယ်အဲ့ချက်က Tottenham Hotspur တို့အားသာချက်ဒါပေမဲ့သူတို့အိမ်ကွင်းမှာသူတို့အရန်ကြီးဘယ်လိုပြောမလဲ ရလက်တီစိုးနေတဲ့ပြဿနာကိုထော်နံဖြေရှင်းရမှာဒီနေ့ကစားတာတော့ကောင်းတယ်ဘာမှပြောစရာမရှိဘူးဒါ evidence ကိုသူတို့လှုပ်မရအောင်တော်တော်လေးကြိုးစားကစားထားတယ်ကစားပုံလည်းမကြိုးတဲ့သူတိုက်စစ်ကဝန်တန်ကူလိုမဝါနီကိုဂျာဗီစီမွန်ရဲ့ခူဒူးစ်ရဲ့ဟိုဘက်က Brandon Johnson ပြန်သုံးတယ်ဆိုအပြောင်းလဲတွေရှိတယ် evidence ကအခု battle ရတဲ့ chance ရှိတယ် now ဒီဒုတိယပိုင်းမှာရတဲ့ chance ရောအပိုင်ရတဲ့ chance အကြာကြီး greenish ဒီလုံးနေရတယ်ဒါပေမဲ့ ဒါ Tottenham Hotspur ကိုဒီမှာ once again Vicario လက်ဆွမ်းပြတယ်သူဟိုတနေ့က Monaco နဲ့ပွဲကလည်းကောင်းတယ်ဒီလိုပွဲလည်းတော်တော်လေးကောင်းတယ်ဒါပေမဲ့ပထမပိုင်းမှာ Van der Beek, Mickey Van der Beek တွင်းနဲ့နှစ်ကိုရဲ့ဒုတိယပိုင်းပြီးခဲ့ဒီမှာ Sa ရဲ့ခေါင်းတိုက်ကိုနောက်ထပ်တစ်ခုက Spurs က Everton ကိုအဝေးကွင်းမှာ၃ခုပြတ်နေနိုင်တယ် DRB Spurs အတွက်တော့အဝေးကွင်းလုံးဝမရှုံးတဲ့အသင်းဖြစ်မှတ်တမ်းဝင်တယ်ဆိုတော့ဒီနေ့ရဒီအစမှာ Tottenham ကဒါ Manchester City ကိုအဝေးကွင်းမှာနိုင်တယ် West Ham ကိုအဝေးကွင်းမှာနိုင်တယ်ပြီးတော့မှသူတို့ ဒါအခုလက်လက်ရှိပေါ်လေး lease ကိုအဝေးကွန်းမှာနိုင်တယ်ပြီးတော့အခုလောလောဆယ်မှာအခု Everton ကိုနိုင်တော့အဝေးကွန်းမှာ၄ပွဲနိုင်ပြီးတော့ Brighton ကိုတီးကြတယ်စပါးကအဝေးကွန်းဖောင်ဆက်ပြီးထိန်းထားတယ်ဒီနေရာမှာဘုံပေါက်ဘုံပေါက်ကတော့လုံးဝကိုမထင်မှတ်တဲ့ performance ဒါအိမ်ကွန်းမှာကန်ပြီးတော့ဒါအခု Northern Forest ကိုနှစ်ကိုးပြက်ရှောင်းတိုင်းအသင်းကိုနိုင်နေဘုံပေါက်ကဒါဘယ်လိုပြောမလဲ Marcus Tafania ကတိုက်ရိုက်ခေါ်ကိုနာကိုတန်းပြီးဝင်သွားတာ 25မိနစ်မှာတောက်ကံမို့ပို့တယ်အဲ့လုံးကကိုးလေးကိုတားဝင်သွားပြီးတော့ forest ကိုပေးရပြီးတော့မှဒါအဲခူပီဆိုတဲ့ချက်တိတ်လေးအဲ့ဒါပြီးခဲ့တဲ့ဘက်ကသူနှစ်ကိုးသွင်းတာနော် palace နဲ့ပွဲတော်ကသူနှစ်ကိုးသွင်းတဲ့ချက်တိတ်လေးကဒါ adam ပေးတာကနေသူပဲ tyler adam ပေးတာကနေတကိုးသွင်းအဲ့နှစ်ကိုးတဲ့နဲ့ဘုံမောက်ကပွဲကိုဆုံးသက်ပြီးတော့နိုင်ပွဲရယူသွားတယ်တလက်ဆာထဲမှာပဲ ဘန်လီကဝူဖာဟန်တန်ကိုအဝေးကွင်းမှာ၃ဂိုးနှုတ်နဲ့နိုင်တယ်ဘန်လီကပြီးရဲ့ဘက်ကလီစ်ကိုနိုင်ပြီးတော့အခုထပ်ပြီးတော့ဝူကိုနိုင်တယ်သူတို့နှစ်ဂိုးသွင်းတယ်ဟိုဘက်ကနှစ်ဂိုးပြန်ချီတယ်ဒါပေမဲ့ဒါဘယ်လိုပြောမလဲပွဲပြီးကန်ဒီ injury time မှာ Liar Foster ကဘန်လီတို့အနိုင်လို့ဖြစ်တော့ Scott Parker အသင်က back to back နှစ်ပွဲနိုင်လို့သူတို့၆မှတ်ရပြီးတော့ Wolf ကတော့လုံးဝကိုနိုင်ပွဲပျောက်ဆယ်ဆိုတော့အခု England Premier League မှာဒါအခုလက်ရှိပွဲစဉ်တွေအပြီးပေါ့လေပွဲစဉ်တွေအပြီးပြီးသွားတဲ့အချိန်မှာကျွန်တော်တို့အခု လောလောဆယ်နေထားရအာဆယ်က22မှတ်နဲ့ဇာထိပ်မှာရှိတဲ့ဘုံမောက်က18မှတ်ဆိုတော့သူ2သိန်းကြာ4မှတ်กว่าပြီးတော့စပါးစကွန်မတ်ဆန်ဒလန်စကွန်မတ်မန်စီးတီး16မှတ်မန်ယူနိုက်တက်16မှတ်လီဗာပူး15အက်စ်တန်ဗီလာ15ချယ်ဆီ14နဲ့ပယ်လီ13ဒါက top 10ဟိုအောက်ဆုံးမှာတော့ဝူဖ်ကနှမှတ်ပဲရတယ်သူတို့နိုင်ပွဲပြောင်းနေစေဝက်ဆန်4မှတ် Forest 5မှတ်နဲ့ဒါအခုတိုက်စစ်ကတော့အခုလောလောဆယ်မှာဒါဟာလန်က79 twin ထားပြီးတော့စမန်ယိုနဲ့ဒီယာဘူက69 twin နဲ့ အစစ်ကတော့အော်ထာရာရဲ့ဂရီးလစ်ရဲ့ပြီးတော့မှဒီတစ်ဖက်ကခူးတုရဲ့ကဒါလေးကိုစီဖန်တီးထားတာဒါကစူပါဆန်တီးရဲ့ပြည်မြလီပေါ်ဒီဘာလို့ဂျေးတူပါလဲ